ားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်တွင်စစ်အုပ်စုနှင့်အပေါင်းပါများလမ်းပေါ်ထိုးကျိတ်ဖမ်းခေါ်သည့်အသည့်ပေါ်တာဆွေးမှုများဆိုးရွားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းအတွင်းကမြို့နယ်တွင်မှစစ်အုပ်စုကလမ်းသွားလမ်းလာလူငယ်တွေပါမချန်ပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်ရင်းစစ်မှုထမ်းဈေးကွက်ကိုဆိုးဆိုးရွားရွားလှုပ်ဆောင်လာကြကြောင်းရန်ကုန်စကောက်နှစ်ဝက်တာဝန်ရှိသူကသတင်းဌာနကိုပြောပါရတယ်။ အကြံဖတ်စစ်ကော်မရှင်ကအရင်လိုစင်ချေဖုံမျိုးနဲ့တွေ့တာမှာကပန်းစိုးတန်းစမ်းချောင်းစတဲ့လူစီကားရမျိုးပေါ်ရက်ွက်မျိုးတွေမှာပါပေါ်တာဆွဲဖန်းစည်းတာတွေစိုးစိုးရွာရွာလှုပ်ဆောင်လာနေတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းတွင်စစ်အင်အားစုဆောင်းရမှာအကြံဖတ်စစ်တပ်နှင့်ရက်ွက်အာဏာပိုင်စုသူတွေကနေအိမ်တွေတဲ့အထိရှောင်းတခင်ဝင်ရောက်အစ်စ်ဖန်းစည်းတာစစ်မှုထမ်းနမည်စင်ရင်အလိုက်ခေါ်ဆောင်တာတွေအပြင်စစ်တပ်လက်ပါစီဖြူစောတီလူမိုက်တွေကအရက်ွက်တွေနဲ့အတရက်ကျဝင်ရောက်ထိုးချိတ်ဖန်းစည်းတာမျိုးတွေလည်းရှိလာပါတယ်။ အလုတ်သွားအလုတ်ပြန်နဲ့အပြင်ထွက်လေကြတဲ့သူငယ်တွေကိုအရွက်ဝတ်ဖြူစောတီလူမိုက်တွေကအတင်းဆောင်ကြိုဖန်စီပြီးစစ်တပ်ထံတိုက်ရိုက်ရောင်းစားကငွေထုတ်ယူကြသလိုမိသားစုတွေထံကနေငွေညစ်တောင်းခံတာမျိုးတွေလည်းလှုပ်ဆောင်နေကြပါတယ်။ရန်ကုန်စကောက်နဝက်ရဲ့ပေါ်ပြချက်အရအောက်တိုဘာ22ရက်မနေ့ညပိုင်းကလည်းတောင်ငုံမြို့နယ်16ရက်ကွယ်စီဗင်လမ်းမပေါ်မှာတယောက်တည်းလမ်းလျှောက်ပြန်လာတဲ့အသက်25နှစ်အရွယ်အမျိုးသားတစ်ယောက်ကိုလှည့်ကင်းပတ်နေတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတီအခွဲက ဖမ်းဆီးသွားခဲ့ကြောင်းမိသားစုကညတွင်ချင်းငွေချက်၁၀သိန်းပေးပြီးရွေးယူခဲ့ရကြောင်းသိရပါတယ်အလာတူအော်တိုဘာလ20ရက်နေ့ညပိုင်းကလည်းမင်္ဂလာတောင်ကျွန်းမြို့နယ်အထက်ပန်းစိုးရလန်ပေါ်အထက်ကတော့အမျိုးသမီးကြောင်နာလမ်းလျှောက်ပြန်လာကြတဲ့အမျိုးသားလေးယောက်ကိုပရိုပေါက်ကားတစ်စီးနဲ့အယက်ဝက်လူတစုကရုတ်တရက်ဝင်ရောက်ဖမ်းဆီးရမှာလူငယ်တယောက်ဖမ်းဆီးခံလိုက်ရပြီးကျန်တဲ့လူတွေလွတ်မြောက်သွားခဲ့ပါတယ်။ဒါပြင်အော်တိုဘာလ16ရက်နေ့နေ့လယ်ပိုင်းကလည်းရွှေပြည်သာမြို့နယ်ဝါတရာစက်မှုစုံလမ်းတနေရာမှာ တယောက်ထဲလန်းလျှောက်သွားနေတဲ့လူငယ်တယောက်ကိုဓာတ်စီနှက်စီနဲ့လူတစုကအနီးကပ်ချင်းကပ်ဝင်ရောက်ခါအတင်းအကျပ်ထိုးကျိတ်ရိုက်နဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အလားတူဖြစ်စဉ်မျိုးတွေဟာအောက်တိုဘာလအတွင်းတောင်မွေစမ်းကြောင်ဗဟန်းနေတကုံမျိုးသစ်မျိုးနယ်တွေရွှေပြည်သာလှိုင်းသာယာမျိုးနယ်တွေမှာဖြစ်ပွားခဲ့တာပါ။တစ်ဖက်မှာလည်းအကြမ်းဖက်ဆဲအုပ်စုကစစ်တင်တန်းကြောင်တွေတိုးချဲ့ဖွင့်လှစ်ထားပြီး နိုင်ငံတဝန်းကလူငယ်လူရွယ်အမျိုးသားတွေကိုဆူဆူရွာရွာစစ်အင်အားဖြည့်တင်းနေကလက်ရှိမှာစစ်မှုထမ်းအပတ်စဉ်ဆက်ရှိတင်းနန်းစင်ပွဲကိုလည်းဖီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့ကလှုပ်ဆောင်ခဲ့ပါတယ်။အမှတ်စဉ်တစ်ဆခံဒီလူလူနေတဲ့အချိန်တွေဆိုရင်လူတဲ့ဘက်တွေမှာပါလိုက်ဆွဲပါတယ်ဗျ။အဲ့ဒီချိန်တွေဆိုတော်တော်ဆိုးပါတယ်။ဆွဲခံရပြီးအိမ်နဲ့အဆက်အသွယ်ရရင်တော့ပတ်စံနဲ့ပြန်ရွေးထုတ်လို့ရတတ်တယ်။ဆွဲခံရသူကအဆက်အသွယ်လုပ်ခွင့်မရဘူး။ ိမ်ကလိုက်လံစုံစမ်းတာလည်းမသိရဘူးဆိုတော့စစ်တပ်နှန်းကြောင်းစီပို့ခံရပါတယ်ဗျအခုနောက်ပိုင်းအများစုကပြူလူမိုက်တွေပါလာတယ်ဒါပေမဲ့စစ်သားနဲ့ရဲတွေလည်းအယက်ပွင့်နဲ့လိုက်ဆွဲတာရှိတယ်လို့ရန်ကုန်စကောက်နက်ဝက်တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်လက်ရှိမြန်မာနိုင်ငံအတွင်းကလူငယ်၃ယောက်မှတယောက်နီးပါးဟာလည်းအတင်းအဓမ္မစစ်မှုတန်းခေါ်ယူခံရနိုင်ခြေအတွက်စိုးရိမ်နေကြကြောင်းနဲ့မျိုးပြကလူငယ်၁၀ယောက်မှ၄ယောက်၄၀ရာခိုင်နှုန်းဟာညဘက်တစ်ယောက်ထဲလမ်းလျှောက်ထွက်ချိန်တွင်မလုံခြုံမှုလို့ခံစားနေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာကလည်းအတိအပြီးထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးဂျိုးပင်ကောက်အုပ်ဖို့နှင့်စစ်ကွေးမျိုးကိတ်များတွင်လုံခြုံရေးလျှော့ဟန်ပြပြီးစစ်သားများအယက်ဝက်ဖြင့်ပုံအောင်ဆောင်ကြည့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပဲခူးတိုင်းဂျိုးပင်ကောက်အုပ်ဖို့နှင့်စစ်ကွေးမျိုးကိတ်တို့တွင်လုံခြုံရေးလျှော့ထားဟန်ပြကစစ်သားများအယက်ဝက်ဖြင့်ပုံအောင်ဆောင်ကြည့်နေကြောင်းသိရပါတယ်။ အောက်တိုဘာ16ရက်မှစ၍ယနေ့အောက်တိုဘာ23ရက်အထိဂျိုးပင်ကအုပ်ဖို့နှင့်စစ်ကွေးမြို့အဝင်ထွက်ခိတ်များတွင်စစ်သားနှစ်ယောက်သာဂိတ်ဆောင်နေကြပြီးအခြားစစ်သားများကရင်းကိတ်များအနီးရှိပြည်သူနေအိမ်နှင့်ဈေးဆိုင်တို့၌အရွက်ဝတ်ဖြင့်ပုံအောင်နေကြောင်းသိရပါသည်။မြို့ဝင်ထွက်ခိတ်တွင်မှအင်အားနည်းတဲ့ပုံစံယူပြီးတယောက်စနှစ်ယောက်စပဲထိုင်နေတော့ဂျန်နေကောင်တွေကအရွက်ဝတ်နဲ့ခိတ်နားကအိမ်တွင်ဈေးဆိုင်တွင်မှာ အင်းအားချပြီးနေနေကြတာဟုဒေသခံတရင်မြင့်မြင့်ကသတင်းဌာနကိုပြောပါရယ်အယက်ဝက်ဖြင့်ပုံအောင်နေကြသည့်စစ်သားများမှဂိတ်တကိတ်အနီးတွင်10ဦးမှ15ဦးထိရှိကြောင်းသိရပါရယ်ဖြတ်သွားဖြက်လာတွေကိုစစ်တာမျိုးလည်းမရှိဘူးမထင်မရှားနေနေကြတာလုံခြုံရေးလျှော့ထားတော့ PDF တွေဝင်တိုက်တဲ့အချိန်ကိုအတင်းဆောက်နေတဲ့ပုံစံမျိုးပါဟု၎င်းကဆက်လက်ပြောဆိုပါရယ်ဂျိုးပင်ကောင်းတဲ့အုပ်ဖို့မျိုးတို့တွင်မြို့အဝင်ထွက်ခိတ်9ခိတ်မှ6ခိတ်အထိရှိကြောင်းသိရပါရယ် ဂျိုးပင်ကောင်အုပ်ကိုနဲ့စစ်ကွင်းမျိုးတို့သည်ရန်ကုန်ပြည်ကားလမ်းပေါ်တွင်တည်ရှိသောမြို့များဖြစ်ကြပါသည်စစ်ကွင်းမျိုးနှင့်ခွနမိုင်ခက်အကွာလက်ပဒန်းမျိုးနှင့်တရက်ချောင်းကျေးရွာတည်ရှိပြီးအော်တိုဘာလ15ရက်ကရင်းရွာ၌ PDF နှင့်စစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကာစစ်သား15ဦးထပ်မံတည်ဆုံ၍စစ်တုံးပန်းအဖြစ်12ဦးဖမ်းဆီးရရှိခဲ့ပါသည်တဲ့ကျမတင်တဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်